ဖုန်ငယ်ကွာဆိုလဲအဲ့လိုပဲကွာဖုန်ကြောင်ကွင်းတွေမှာပလုံးကန်တယ်ကွာဖုန်ကြောင်ကွင်းဆိုတာအဲ့လိုရက်ွက်နှစ်ခုကြားထဲမှာဖုန်ကြောင်ကွင်းမြင်လေးရှိနေအဲ့ဒါလေးပဲကန်ကြတယ်တခုပဲလုံးလဲကိုဘလုံးတော့တယ်အမြင်နဲ့ဘလုံးတော့ဒီမှာနောက်ထပ်မိကွန်းတစ်ခုอ่ะခြားတော့နာမည်လေးတော့မပြောတော့ဘူးเนาะမိကွန်းလေးတွေကိုပဲပြောလိုက်တော့မယ် self training တွေတဲ့စလုပ်ဖို့ဘယ်ကနေဘလို့စလုပ်ရမလဲမသိလို့ပါကိုတဲ့အကျဉ်းလေးပြေးပြပါအောင်ခင်ဗျာ self training ကတော့ physical လည်းရှိရမှာဘလုံး skill လည်းရှိရပေါ့နော် ဒါပေမဲ့ဘလုံးသမားတော့နှစ်ခုလုံးလိုတယ်ကွာအကုန်လိုတာပဲဘလုံးသမားတော့အများကြီးလိုတယ်ကွာဒါပေမဲ့အဓိကအခြေခံကတော့ဘလုံး scale ပေါ့နော် physical ကကြတော့အဲ့လိုမျိုးကိုကိုကိုတဖြည်းဖြည်းနဲ့လှုပ်ယူသွားလို့ရတယ်ပေါ့ scale training ကကြတော့အဲ့လိုမျိုးကိုနဲ့ပဲဥပမာပြမယ်နော်ကိုဆိုငငယ်တော့အဲ့လိုမျိုးဘာမှမလုပ် very right ကမဟုတ်လို့ training တူတူဘာမှမလုပ် training တူတူဘာမှမလုပ်ဘူးဆိုတော့အဲ့လိုတကယ်ချင်းနေနေဘလုံးသွားကန်လိုက်တယ်သူတို့တွေအကုန်လုံး နောင်ရတဲ့မောင်လို့ပြန်လာတဲ့အချိန်နောက်မှလည်းကိုကအဲ့လိုမျိုးတခုပဲလုပ်တယ်ကိုဘလုံးတော့တယ်အမြဲတမ်းဘလုံးတော့တယ်ကိုအဲ့ဒါသူများတွေအချိန်တေသွားပြီနော်ကိုမတေသေးဘူးအဲဘလုံးဘလုံးအမြဲတမ်းတော့တယ်အဲ့လိုမျိုးဟိုမှာကိုတို့ဆိုရင်ညမောင်ရီမျိုး9နာရီလောက်ဆိုရင်မောင်သွားပြီဟိုဘလုံးမိချောင်းမိချောင်းလေးအလင်းရတဲ့နေရာမှာလို့ဘလုံးသွားတော့တယ်ဘလုံးတော့တယ်အဲ့ဒါပဲလုပ်တယ်ပြီးရင်ကိုတို့ငငယ်တော့အဲ့လို physical နဲ့ပတ်သက်ပြီးတော့ကိုတို့ငငယ်တော့ကိုတို့အဖေကအဲ့လိုမျိုး berry ရိုက်ခိုင်းတော့ ဘယ်ရိုက်အငငယ်လေးရဲ့ညီကိုသုံးယောက်လောဘယ်ရိုက်တယ်အဲ့လိုတိုက်ထိုးတယ်အဲ့လိုငငယ်တော့ကတော့တိုက်ကမထိုးနိုင်ဘယ်ရိုက်တော့ရိုက်တယ်အဲ့လိုညီကိုအဲ့လိုမျိုးလေးတွေစလုပ်ပေါ့နော်ပြီးရင်ဟိုကိုငငယ်တော့ကဆိုအဲ့လိုတင်တန်းချောင်းလေးပေါ့နွေရာသီတင်တန်းချောင်းလေးတုံးလာဥမာကိုတို့နေနွေရာသီတုံးလာပဲအဲ့တုံးလာမှာနွေရာသီတင်တန်းချောင်းလေးတက်ခဲ့အဲ့လိုအဲ့မှာလည်းအဲ့လို scale scale training တွေပဲအဲ့လိုဘလုံးဆွဲတယ်တက်ပင်ဆွဲတာတွေလုပ်တယ်ပြီးရင် driving တွေလုပ်တယ်ပေါ့နော် အလိုမျိုးလေးတွေပဲလုပ်တယ်။ sub training လုပ်ဖို့အတွက်ကတော့ပြောရတာဗလက်နဲ့ပြောရတာတိတ်ပြီးတော့အလိုအဆင်မပြေဘူးပေါ့နော်။အဆင်မပြေဘူးဆိုတာဗလက်နဲ့ပြောတာကြတော့ပြောပြောလိုက်ရုံပဲတည်းဗလက်လိုက်လို့ရတဲ့လူတွေကြောင့်ခက်တယ်။အဲနောက်ပိုင်းနောက်ပိုင်းဆိုရင်တော့ကျွန်တော်ငယ်ငယ်တော့အလိုလေ့ကျင့်ခဲ့တဲ့ scale လေးတွေပေါ့နော်။အဲဒီစာလေးကိုဗီဒီယိုရိုက်ပြီးတော့ဒီအတူလေးတွေတင်ပြပါမယ်။ ော်လုံးသမားဖြစ်အောင်တဲ့ပထမဆုံးမလုပ်ရမလဲအကိုတဲ့ခြေစွမ်းရှိပြီးတက်တည်ပြဝင်မရတဲ့အခါနေရာတစ်ခုအသင်းတသင်းကိုဘယ်လိုမျိုးရောက်အောင်သွားရမလဲပြောပြပေးပါတူးကြီးကိုမေးပါလို့ပါငါတော့မလုပ်စီခြင်းနဲ့ဆိုအဲ့လိုကြီးမပြောခြင်းဘူးပြီးရင်ပြောခြင်းနိုင်လဲဖြစ်ခြင်းမှာဖြစ်ပါလိမ့်အဲ့တော့ကို ဟိုဘလုံးမဘွားဖြတ်တန်းလာတဲ့ဟာလေးတွေကိုဥပမာပေးပြီးရောပဲဟိုတော့အဲ့လိုပြောစီပြောကျင်တယ်ဟိုတည်မလားကိုတော့တော့ဘလို့ဖြစ်လာတယ်ပေါ့ဘလို့ဖြစ်လာတယ်ဒီလိုဒီလိုမျိုးလေးဒီလိုအခက်အခဲတွေကြုံလာတယ်အဲဒီဟာလေးရောတတိထားအဲ့လိုမျိုးလေးပဲပြောပေးကျင်တယ်ပေါ့နော်ဘုံငငယ်တော့ဆိုလဲအဲ့လိုပဲကွာဖုန်ချောင်းကွင်းတွေမှာဘလုံးကန်တယ်ကွာဖုန်ချောင်းကွင်းဆိုတာအဲ့လိုရက်ွက်နှစ်ခုကြားထဲမှာဖုန်ချောင်းကွင်းမြင်လေးရှိနေတာလေးပဲကန်ကြတာအကြောင်းစင်းကန်ကြတဲ့စနေတင်းတင်းတွေကန်ကြတယ်အဲ့ကလေးပဲတစ်ဆင့်တက်လိုက်တယ်ဘာတက်လဲဆိုတော့ ဒီကိုရိုးရဲ့မြို့နယ်ကွယ်ပေါ့နော်ကိုရိုးဆိုရင်ပြင်မနာမြို့နယ်ကွယ်ပြင်မနာမြို့နယ်ပေါင်းလောင်းကွယ်မှာအဲကွင်းကြီးကိုကံဘူးတဲ့ရှီအောင်ဆိုတဲ့ဟာတဆင့်တက်လိုက်တယ်။အင်းအဲအဲ့မှာ training သွားဆင့်တယ်ပြီးရင်အဲ့မှာညနေဘက်ဆိုရင်လူတွေအများကြီးလာကန်ကြတယ်။အဲ့မှာတဖြည်းဖြည်းနဲ့ကိုယ်အတွေ့အကြုံကိုယူရတာပေါ့နော်။ပြီးအဲအဲ့မှာကိုရိုးငယ်ငယ်တုန်းကဖနက်ကျုံနဲ့ကန်ကြတယ်။အဲအဲ့ပေါ်ရောက်တော့ကြတော့ဖနက်ပါမှကန်လို့ရတယ်ဆိုတော့ တွေ့ကြဘူးပေါ့နော်အဲ့လိုမျိုးလေးယူကြတယ်ပေါ့နော်ဥပမာဘောလုံးပေါ့ဆိုရင်အရေးကြီးတဲ့ဟာစကေးလိုပဲကွာအဲပြီးရင်အဲ့လို physical လိုပဲပေါ့နော် physical တွေကတော့ဒါငယ်သေးတဲ့အချိန်မှာတော့ physical အတိတ်မလိုသေးဘူးကွာအဲဟိုအဓိကတော့ဘောလုံး scale လိုပဲပေါ့နော်ဘောလုံး scale တွေကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ကိုယ့်ဘက်ကအဲ့လိုလိုလေသေးမရှိအောင်လုပ်ရမှာပေါ့နော်အဲလုံးဝ perfect ဖြစ်သွားအောင်အရင်လုပ်အဲကိုတို့အဲ့လိုမျိုးနဲ့ အဲ့လိုအကယ်ဒမီကျောင်းနေလာပြီးတော့ရွေးကြရွေးတာပေါ့နော်ကိုလိုမျိုးနေဩပေါလုံးပေါလုံးဝေးအောင်လာပြီးတော့ရွေးကြဩအကောရေကတည်းကကန်နေရနေပြီးတော့အဲ့မျိုးနေကိုစပြီးတော့ပြိုင်ပြိုင်စဝင်ပြိုင်တာပေါ့အဲ့လိုမျိုးပေါ့မရွေးခံတာပေါ့ပထမတော့ကိုကအဲ့လိုရက်ွက်ပွဲကရက်ွက်ပွဲတော့မဟုတ်ပါဘူးကိုတို့အဲ့လိုမျိုးကိုတို့ရဲ့အဲ့လိုလို yes scan ကုန်းလေးမှာကန်ကြတာအဲအဲအဲ့ဒါတော့ပဲကိုကန်မှုပဲအဲဒါပေမဲ့ကိုကအဲ့လိုဂျားထဲမှာအဲ့လိုပေါလောင်ငွေရင်းဆိုတဲ့အရာကြီးမှာကိုကသွားပြီးရောအဲ့လို လိုလူကြီးနဲ့လည်းကန်လိုက်ပြီးရင်ကိုယ့်ဘက်သူကိုလည်းထွေနေလို့အများတော့အပြည့်ရကိုယ့်ဘက်သူကိုထွေနေလို့တာများတယ်ပေါ့နော်အဲ့ဒါဘင်းတက်ရွေလောက်လဲရှိလားကိုတက်ရွေတော့ဘာလို့ငားတယ်မို့ဒီတော့ငားတယ်လောက်မင်းရလေးနော်အဲ့ဆိုကိုပထမဦးဆုံးပြိုင်နေပြိုင်ဝင်ရမြို့နယ်ပေါ့မြို့နယ်ဝင်ရမြို့နယ်ဝင်လဲအဲ့လိုပဲကိုဟွာဟို19တယောက်ဝင်ကိုငငလေးနဲ့သွားဘူးလေအင်းအဲ့မှာအရွေးခံရလား မဟုတ်ဘူးအဲ့ဒါကြတော့အဲ့လိုကိုတို့မြို့နယ်ပွဲဆိုပြီးတော့ရှိရဲအဲ့လိုမျိုးပြင်မနာမြို့နယ်အဲ့တော့ပြင်မနာမြို့နယ်ဆိုပြီးတော့သွားပြိုင်တာသွားပြိုင်တယ်အဲ့လို16နှစ်အောင်နေငငယ်လေးနဲ့ပါပါခဲ့ဘူးလေအဲ့တော့အဲ့တော့တော်တော်ငယ်တည်းရဲ့ကို့အတက်မှာ73ကျော်လောက်ပဲရှိဦးမယ်တဲ့အဲ့လောက်နဲ့ကိုသွားပြိုင်ဘူးသူကြီးနေသွားကြံဘူးတည်းအဲ့တော့လည်းလိုပဲကိုအဖေမိရမယွေးနေပေါ့နော်ငယ်တည်းလည်းမလုံမလုံသေးပါနဲ့ဟုတ်တော့အခုကိုတို့ကိုနေပြရှိရောကိုအချစ်တဲ့နေပြရှိရဲ့အဲ့ သူကကိုတကယ်တကယ်အဲ့အဲ့အဲ့ဆရာကိုလက်ဦးစေရပဲအဲ့ဆရာမြောက်ခေါ်ပါမယ်တွေ့ကြုံရအောင်လို့ခေါ်ပါမယ်မကန်ရတယ်မကန်ဘူးဘာဖြစ်ခေါ်ပါမယ်ဆိုမျိုးပေါ့ဟိုရောက်တော့ကန်ပါလေတော်တော်များများကန်ပါလေအခုအဲ့ကမန္လေးတိတ်ပံလည်းခေါ်သေးတယ်။အင်းမန္လေးတိတ်ပံလည်းခေါ်တယ်။မန္လေးတိတ်ပံခေါ်တော့ကိုအဲ့တော့လည်းသွားမလို့ဖြစ်သေးတယ်။အဲမန္လေးအဲ့တော့အဲ့တော့ဖြစ်2000ဘာလောက်ခွန်ရှစ်လောက်တယ်သူ2000 2000ရှစ် ဟုတ်တယ်နှစ်ထောင်ကိုနှစ်ထောင်ချင်းအကယ်ဒမီမရွေးခင်တနေ့ကကိုကိုခေါ်ဖို့မလေးသိပ္ပံလန့်ခေါ်တာအော်အဲ့မှာကိုဖေမီတွေကအမေပေါ့နော်အဓိကအမေကငိုတာပေါ့မတော်နိုင်တော့ဘာညာဆိုကလေးကငငယ်လေးရှိသေးတယ်လို့ပြောအဲအပေါ်တက်ပြီးငိုတော့ကြတော့အဲအဲ့ကနေကိုမတော်ပြတ်တော့အမေတော့ရထားလက်မှတ်ဒီပိုင်းဖြတ်ပြီးပါအင်းအာကိုတို့ဒီပေါလောင်အင်္ဂနာမှုကလည်းဒီပြိမနာအင်္ဂနာမှုကလည်းအာကလေးကိုလွတ်လိုက်တော့ဒီညထွားရမယ်ဆိုတာအဲ့တော့ကိုမန်လေးတိတ်ပံရောက်လို့ အမေရောက်ပြအမေငူကလည်းမရောက်ပြအနောက်တစ်နေ့ကြာတော့မှအကယ်ဒမီရွေးတာအော်ကိုမျိုးနဲ့လာရွေးရလားဟုတ်ကိုလိုဒီတောလုံးဝေးမှာလာရွေးရအော်ဒီတော့အဲ့လိုပဲအများကြီးပဲနာနာမျိုးတွေပေါ့အများကြီးပဲလေဝေးတို့ရမဲတင်းတို့တက်ကုန်းတို့အကုန်လုံးအများကြီးပဲလာကြအများကြီးပဲအဲ့တော့လည်းအဲ့လိုပဲလူတွေအများကြီးပဲလာရွေးကြကြပါဘောနော်နေပြီးတော့ဒီတိုင်းအတွက်ဆိုပြီးတော့ idea မှာယူရတဲ့တည်းမှာကိုကပါသွားတာပေါ့နော်။အော်အဲ့ရနေပြီးတော့ကိုက academy ရောက်သွားတာ ိုက်ကနေပြီးတော့အဲ့ကနေပြီးတော့အဲ့ဒါပထမတစ်စင်အောင်တယ်ဒုတိယတစ်စင်အရန်ကုန်မှာထည့်ယူတယ်ဟုတ်လားအဲ့ဒါကြတော့တနိုင်ငံလုံးကလူတွေအကုန်လုံးလာကြဟွာကြမြို့နယ်ဟွာကြတော့ဟွာကြတော့ဥမာနေပြီးတော့နေပြီးတော့အတွက်ဆိုပြီးတော့ချလိုက်တယ်ချလိုက်တဲ့အတွက်နေပြီးတော့နေပြီးတော့တဝိုက်မှာရှိရဲရမဲတင်တက်ကုန်းအဲ့လိုပြင်းမနာအဲ့လိုမျိုးတွေကအများကြီးလာစားတာအဲ့အဲ့ဒါ အဲ့နေပြီးတော့တိုင်းအတွက်အဲ့လိုမျိုးမှအဲ့လိုမျိုးမှအများကြီးပဲလေဟိုဘက်မှာချင်းချင်းဒီဘက်မှာအဲ့လိုအများကြီးပဲအဲ့လိုတနိုင်ငံလုံးသူတို့ကအဲ့လိုလာရွေးကြတယ်လာရွေးပြီးတော့မှအဲ့တနိုင်ငံလုံးကအကုန်လုံးသူတို့မျိုးနယ်လိုက်မျိုးနယ်လိုက်ရွေးလာတဲ့သူတွေအကုန်လုံးရန်ကုန်မှာထပ်ရွေးဩရန်ကုန်မှာထပ်ရွေးပြီးတော့အဲ့ရန်ကုန်မှာထပ်ပြီးတော့ပြန်ရတယ်ထပ်ပြီးတော့ပြန်ထပ်ပြီးတော့အရွေးခံရတယ်အဲ့မှာလူတွေအများကြီးပဲအဲ့ကနေမှအဲ့လိုအယောက်90ပေါ့နော်စတဲ့ အယောက်30 73အယောက်30ပြီး55ဆိုပြီးအယောက်30အယောက်90ရွေးရအဲတနိုင်ငံလုံးကမှအယောက်90အကယ်ဒမီတို့ဆိုပြီးထည့်ရွေးရအဲတော့မှအကယ်ဒမီကပါတာဩဒါဆိုလို့ရှိရင်ဒီညီလေးကိုလည်းပြောချင်တာကကြတော့ အဲ့လိုမျိုးဆိုရင်အဲ့လိုပြိုင်ပွဲတွေလာရွေးတဲ့ပြိုင်ပွဲတွေမှာဝင်ပြိုင်ရမှာပေါ့နော်ဟုတ်ကဲ့ကိုကငယ်သေးတယ်အရန်ငယ်သေးတယ်ဆိုရင်တရင်နေနာဆိုရင်အသက်မီတယ်ဆိုရင်အကယ်ဒမီကိုရွေးအဲဘယ်မှာဘယ်မှာရွေးနေလဲဆိုတဲ့ဟာကိုလိုက်ပြီးတော့စုံလမ်းအဲ့ဒါမစားခင်မှာတော့ကိုကိုကိုအရင်ချင်းပြည့်အောင်ရင်လုံးစကိတ်တွေပိုင်နိုင်အောင်ရင်လုံးအဲ့ဒါဆိုရင်တော့မပါနိုင်စရာအကြောင်းမရှိဘူးဟုတ်ကဲ့ဒီစစ်တမားလေးကွာလို့ကျေးဇူးများတယ်ပါ